ကောင်းပါလင်းနဲ့ပြေလည်ပြီးမိဘသဘောမတူလို့ခန့်နေရတဲ့ United ပရိသတ်များလုံးပဲမိလားများမန်ချက်စတာဖော်ဆောင်ကနေအားလုံးကိုပြန်လဲကြိုးလိုက်ပါရင်ကောင်းပါလင်းနဲ့ပြေလည်ပေမဲ့မိဘကသဘောမတူလို့လမ်းခွဲလိုက်ရတဲ့ညီအကိုတွေရှေ့ဖို့ကြလာဗျာဒါဆိုရင်တော့ညီကိုတို့ United ရဲ့အဖြစ်ကိုနားလည်ပေးနိုင်ကြမှာပါအသင်းကိုကစားမကလောလောဆယ်ချင်နဲ့လာရောက်ကစားပေးချင်တော့အသင်းကဈေးတင်ထားရင်အပြောင်းရွှေ့ကျန်းကြာနေတာမျိုးတွေဆိုတာရှိလာတတ်ပါရင် United ဟာပေးတဲ့ယာတီမှာအဆင့်ဆန်ကားနဲ့ယာတီတင်ထားသလိုရိုးပါလိမ့်မှာလည်း final မှာရှုံးနေခဲ့တာကြောင့်ဒီယာတီမှာ ဥရောပဝင်ခွင့်များရှိတော့တာသိကြနေပါတယ်။ဒီတော့ United အတွက်အကြီးမားဆုံးခက်ခဲကအသင်းကိုပြောင်းလာဖို့ကစားမတွေကိုဆွဲဆောင်ရမှာခက်ခဲတော့တာပါပဲ။ United ကိုနေရာလေးအစမှာအင်းစစ်တောင်းတိုက်စစ်မှု LND လက်ကဥရောပမကစားရတဲ့အကြောင်းပြချက်နဲ့ညှင်းဆန်ခဲ့ပြီးချန်ပီယံလိဂ်ကစားရတဲ့ Chelsea ကိုရောက်ရှိသွားခဲ့ပါတယ်။ Emery စိတ်ကြိုက်တိုက်စစ်မှုဖြစ်တဲ့တပည့်ဟောင်း Vidal Jorginho ကလည်း Inter ဖြစ်နေပြီး United ကိုလာဖို့ကဒုတိယဦးစားပေးပဲဖြစ်နေပါတယ်။ဒီလိုအချိန်မှာကောင်းတဲ့အချက်ကတော့ United ကိုအသင်းပေါ်တကယ်စိတ်နှင်ထားခြင်းနဲ့ကစားသမားတွေပဲရောက်လာတော့တာပါပဲ။ ယူနိုက်တက်ဟာဝန်ကစားမှာမာတီးယက်ကွန်ညာကိုအသင်းကိုခေါ်ယူထားပြီးဖြစ်ပါရင်ကွန်ညာကယူနိုက်တက်ကိုလိုလိုလားလားပြောင်းလာခြင်းခဲ့တဲ့ကစားမတစ်ယောက်ဖြစ်တယ်လို့နောက်ထပ်ကစားမတစ်ယောက်ကလည်းယူနိုက်တက်မှယူနိုက်တက်ဖြစ်နေပြပါရင်ယူနိုက်တက်ကဘရန်ဖို့တိုက်စင်မို့ဘရိုင်ယန်အန်ဘူမိုကိုအကြီးကျယ်စိတ်ဝင်စားနေပြီးချိတ်ဆက်နေတယ်လို့ကစားမကလည်းယူနိုက်တက်ကိုပြောင်းလာခြင်းနေပါရင်ခက်တာကအန်ဘူမိုကိုတော်တန်ကလည်းစိတ်ဝင်စားနေပြီးယူနိုက်တက်နဲ့အပြိုင်ကမ်းလှမ်းနေတာပါအမမောကတော့သူပြောင်းချင်တဲ့အတင်းကယူနိုက်တက်ပါဆိုတာကိုဘရန်ဖို့နဲ့တော်တန်အသိအောင်အကြောင်းပြန်လိုက်အကြောင်းသတင်းတွေကဖော်ပြလာကြပါတယ် ယူနိုက်တက်ကအန်ဗိုမိုကိုစောင့်ကြည့်နေခဲ့တာလာပေါင်းများစွာကြာနေပါပြီအပြောင်းရွှေ့သတင်းတောင်ဒေးဗစ်အော်စတန်ရဲ့ဒဲအန်တနက်တစ်သတင်းအရအန်ဗိုမိုဟာသူပြောင်းရွှေ့ခြင်းနဲ့အသင်းအဖြစ်မန်ယူနိုက်တက်ကိုရွေးချယ်ထားကြောင်းသိရပါတယ်နှစ်ဖက်အသင်းကပေါင်65သန်းပြောင်းရွှေ့ခြင်းနဲ့သဘောတူညီချက်ရထားတယ်လို့ကနေဦးသတင်းတွေကဆိုကြပေမဲ့အော်စတန်ကတော့တရားဝင်သဘောတူညီချက်မရကြသေးကြောင်းပြောလာခဲ့တာပါယူနိုက်တက်ကပေါင်55သန်းပြောင်းရွှေ့ခြင်းနဲ့အပိုစုကြီးတွေပေးခဲ့ပြီးစုစုပေါင်း60.5သန်းနဲ့ကံလန်ခဲ့တာပါ။ဒါပေမဲ့ပြားတို့ကတော့ ဒုတိယအကြိမ်ကမ်းလှမ်းချက်ကိုလည်းပေးချလိုက်ပြန်ပါတယ်။ပြရတော့က United ရဲ့ကိုညာအတွက်ပေးချေခဲ့ရတဲ့အတိုင်းပေါင်65တန်းအလိုရှိနေကြောင်းလည်းသိရပါတယ်။အသက်26နှစ်ရွယ်ကစားသမားအန်ဘူမိုကို Brentford ဘက်ကအလွယ်တကူလက်မလွတ်နိုင်တာစပါးကြောင့်ပါပဲ။ပြရတော့ရဲ့နီးပြ Thomas Frank က Tottenham ကိုပြောင်းရွှေ့သွားတဲ့အခါအန်ဘူမိုကိုခေါ်ယူချင်နေပါတယ်။စပါးဘက်ကလည်းပေါင်80နဲ့ကမ်းလှမ်းမယ်လို့သတင်းထွက်နေပါတယ်။ဒါပေမဲ့အခုထိတော့တရားဝင်ကမ်းလှမ်းတာမျိုးတော့မရှိသေးကြောင်း David Austin ကဆိုပါတယ်။အန်ဘူမိုကတော့သူ့ရဲ့သဘောထားကရှင်းလင်းပါတယ်။သူက Old Trafford ကိုပဲပြောင်းရွှေ့ချင်တာဖြစ်ကြောင်း အသင်းဘက်ကရောစပါးကိုပါအတိပေးထားပြီးဖြစ်ပါရင်ဒီတော့ United တသင်းပဲ MMO ကိုခေါ်ကျင်တော့တယ်ဆိုရင်တော့မကြခင် Brandford နဲ့သဘောတူညီချက်ရရှိသွားနိုင်ပါရင်ဒီတော့ United ဟာ MMO ကိုခေါ်ယူလိုက်နိုင်မယ်ဆိုရင်ဒီနေရာဒီအတွက် United ကပေါင်125တန်းသုံးဆွဲပေးနေပါပြီ။စာဂျင် Reckley ရဲ့အရင်ကပြောစကားတွေရဆိုရင် United ရဲ့ဘန်နာရဲ့အခြေအနေကဒီလောက်မတောက်တင်းတော့တာကြောင့်သူတို့ရဲ့ကစားသမားတွေကိုပြန်မြောင်းချပင်ဒီအတိုင်းရှေ့ဆက်ဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ United ဟာရာသီသင်းမစတိုင်ခင်ကစားသမားဟောင်းတွေကိုအရင်ရောင်းထုတ်ပြစ်ဖို့လိုအပ်ပါသေးတယ်။ ယူနိုက်တက်ကအသင်းမှာလူဘိုလိုဖြစ်နေကြတဲ့အန်တိုနီဂျေဒန်ဆန်ချိုအလက်ဂျန်ဒိုဂါနာချိုနဲ့မာကာရဖိုတို့ကိုရောင်းစင်းတင်လာပြီးတင်းလျော်တဲ့ကမ်းလှမ်းချက်နဲ့ဆိုရင်ရောင်းချသွားမယ်လို့သိရပါတယ်။ဒဲဂါရီဒီယန်သတင်းဌာနကတော့အန်ဘူမောအိုထရာဖို့ကျယ်ဝင်းတယောက်ဖြစ်လာတဲ့ကတပတ်လောက်ကလာစားပေါင်သသိန်းခွဲရရှိနိုင်မယ်လို့ဖော်ပြထားပါတယ်။ဒီပမာဏကကွန်ညာအတွက်ယူနိုက်တက်တို့ဘေးချေရမယ်ပမာဏနဲ့အတူတူပါပဲ။အန်ဘူမောကယူနိုက်တက်ကိုကိုယ်တိုင်လာရောက်ကစားပေးချင်နေတာမို့လို့တရန်နီဒီယန်နဲ့ကစားသမားကိုမရမက ခေါ်ယူဖို့ယူနိုက်တက်ကစူးစမ်းသွားမှသိကြနေပါတယ်။ ဟုတ်ပါဗျာဗီလီကလောက်ပါပြီနောက်နေ့မှလည်းအားကစားနေပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Force Zone Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ